။အီယော်ရီတိုင်းဖျာပုံမြို့နယ်မှာပြုလုပ်တဲ့နှက်ပွဲမှာကြက်အရှင်ကိုစားပြီးကပြခဲ့တဲ့နှက်ကတော်အောင်ကိုမင်းနဲ့ပွဲစီစဉ်သူတွေကိုမေလ23ရက်မှာဖျာပုံတရားရုံးကထောင်နှံ3လစီချမှတ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့မေလ9ရက်နေ့ကဖျာပုံမြို့အမှတ်3ရက်ကွက်ဝိနည်းတုခတောက်ရေကံပူဇော်ပွဲမှာနဂရောအောင်ကိုမင်းကကံတခင်မဝင်တယ်လို့ဆိုပြီးကျက်ရှင်ကိုကြိုက်စားပြခဲ့တာဖြစ်တယ်လို့သိရပါဗျ။ သူများအသက်ကိုညှင်းဆဲပြီးတတ်တယ်ဆိုကြဲကမြတ်ဗုဒ္ဓတရားအဆုံးအမတွေနဲ့ဆလွဲတာပဲလေအရေးယူလိုက်တာကောင်းတယ်လူတွေကိုအယူဝါဒအမားတွေမဖြစ်အောင်ဒါမျိုးတွေပပျောက်စေခြင်းနဲ့လို့ဖျားဝုံဒေသခံတူက ARR Times ကိုပြောပါရီကျဲရှင်ကိုစားတုံးနေတဲ့ဓပ်ပုံကိုဖျားဝုံမြို့ကန်တူကလူမှုကွန်ရက်မှာဖော်ပြခဲ့ရာကပြည်သူတွေချောင်းဝေဖန်မှုမြင့်တက်ခဲ့ပြီး ြန်မာနိုင်ငံဒေဝါပညာရှင်များစီကံထိန်သိမ်းရေးဘူကအမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာနဂရောအောင်ကိုမင်းအပါဝင် ပွဲစီစဉ်သူနှစ်ဦးကိုပါဖမ်းဆီးခဲ့ပြီးနောက်အလုံကျန်းတဲ့ထောင်နှံ၃လစီချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။